ကုံမြို့တက်တောင်ပိုင်းမြို့နယ်မှာ YBS လိုင်းကားတွေပြေးဆွဲတဲ့နေရာမှာတမတ်ရင်လိုင်းမှာဝင်ခွင့်လျှောက်ထားခဲ့ပြီးတော့အခုချိန်ထိပြေးဆွဲဖို့လိုင်းမရသေးတာကြောင့်ရင်ပိုင်ရှင်တွေအပြင်ခီးသွားပြည်သူတွေပါအခက်အခဲတွေရှိနေပါတယ်ပြေဖြိုးကြတရင်ပစ်ဖို့ထားပါရရှင် ဇန်နဝါရီ16ရက်နေ့မှာ YBS bus ကားတွေစတင်ပြည့်ဆွနေပြီမဲ့ရန်ကုန်တိုင်းမှာလူဦးရေဒုတိယအထူးထက်ဆုံးဖြစ်တဲ့ဒဂုံမျိုးသစ်တောင်ပိုင်းမြို့နယ်ကတတ်မှတ်ထားတဲ့ရင်လိုင်းတွေမှာဝင်ခွင့်ရဖို့မီဒီဘက်ပိုင်ရှင်တွေကသက်ဆိုင်ရာမှာတွားရောက်ရှောက်ထားခဲ့ပြီမဲ့အခုချိန်ထိအကြောင်းမပြန်တာကြောင့် line ပြည့်ဆွခွင့်မရရှိပဲဖြစ်နေတာပါဒီကနေ့ကရုံးချိန်အမီလှုပ်သွားမဲ့ဒဂုံမျိုးသစ်တောင်ပိုင်းမြို့နယ်ကပြည်သူတွေကလည်း YBS bus ကားတွေထက်ခရီးသည်ကပိုများနေတာကြောင့် bus ကားတွေထက်လိုနေသေးတယ်လို့ပြောပါတယ် ကူအားတော့ဗျာအားလုံးဂဂနနာမသိရသေးဘူးရောင်သန်းတော်ဝါဝဖြစ်နေတော့ဘာပြောလို့ပြောရမှန်းကိုမသိဘူးဖြစ်နေတယ်အကုန်လုံးကတော့အဲ့လိုမျိုးပေါ့အကုန်လုံးစီးတဲ့လူတွေရောရင်ပိုင်ရှင်တွေရောရင်မောင်းတွေရောရင်နှောက်လိုက်တွေရောအကုန်လုံးကသန်းတော်ဝါဝဖြစ်နေကြအဲ့လိုမျိုးဖြစ်နေတယ်အေးအေးအဲ့ကြောင်နေကြားလာနေနှစ်နှစ်ခွဲသုံးနှစ်လောက်ရှိပြီဒီတိုင်းမှာကောင်းဝါအေးကောင်းဝါနေတဲ့ကျွန်တော်လာနေတာဘိုးရောင်မရှိတဲ့ခါကျတော့ဟိုဘက်နေဟိုဘက် line နေပြောင်းမယ်ဆိုရင်ကျွန်တော်ကမကြွမ်းဘူးလေ မကျွမ်းတဲ့ခါကျွန်တော်ဘယ်လိုလုပ်မလဲဘယ်လိုသွားလို့စားမလဲဒီမှာတယောက်ထဲလာနေရတဲ့ဘွားဂိတ်မှာကျွန်တော်ကဒီမှာဒီဂိတ်ကိုပဲကျွန်တော်ခင်းတွေ့တယ်အခုဒီဂိတ်မရှိတဲ့ခါကျတော့ကျွန်တော်သွားပြီဘယ်ဟုတ်သွားမလဲဖုံးချောင်းသွားနေရမယ်ဒီမြို့နယ်မှာအရင်ကပြေးဆွဲခဲ့တဲ့ BN နဲ့ Dynar ရနားလိုက်တာကြောင့်ကားလိုအပ်ချက်တွေပုံများနေတာပါဒါအပြင်ဒီမြို့နယ်ကစနစ်တင်းတဲ့စတင်ထွက်ခါနေတဲ့လိုင်းကားတွေဟာလည်းရုံးချိန်အတွင်းမှာခီးတဲ့အများပြားစီးနင်းနေတဲ့အတွက်မှတ်တိုင်တွေမှာခီးတဲ့တွေစုပုံနေတာပါ တာဝန်ရှိတဲ့လူကြတော့ကားလိုင်းထပ်ပြီးတော့တိုးသိနေတာပေါ့နော်ဒီကလိုင်းနဲ့တော့အဆင်မပြေတော့ဘူးပေါ့ကျွန်တော်ဒီတောင်တုံဆိုတာဒီလက်မှုလက်လုပ်လက်စားသမားများတဲ့အတွက်ကိုအားလာကြောင်းပေါ့ဒီနေ့မှာတော့ဘတ်ကားတွေကိုစတေကာကက်ချိန်နောက်ကျနေတာကြောင့်ကားလုပ်ပြီးနိုင်တဲ့အချိန်ကျဲသွားတာကလည်းခီးသွားပြည်သူတွေအတွက်အခက်အခဲဖြစ်ရတာပါ ဒါအပြင်နောက်ရက်တွေမှာလည်းကားကျက်တဲမှုကိုအဆင်ပြေအောင်ဆောင်ရွက်ပေးသွားမယ်လို့လိုင်းစာဆွဲတဲ့ဇန်နဝါရီလ16ရက်နေ့မှာတာဝန်မျိုးနယ်ကမထတာရုံမှာမီဒီယာတွေနဲ့တွေ့ဆုံချိန်မှာရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောဆိုခဲ့ပါတယ်ကျွန်တော်ကတော့ပြဖြူကြော်ပါ